ကိုယ်နဲ့အလုပ်တွဲလုပ်ရလာတဲ့အခြေအနေတခုရောက်လာအောင်သူရဲ့ကြိုးစားနိုင်စွမ်းကိုတော့ကျွန်တော်တို့က congratulation လို့ပဲပြောရမှာပေါ့ဟုတ်လူငယ်တွေကိုလက်တွဲခေါ်တယ်ဆိုတာကတော့ကျွန်တော်တို့ကဒါလူငယ်တွေလက်တွဲခေါ်တယ်ဆိုတော့ဒါကတော့ပုံကိုရေးအမြင်ပုံစံမျိုးတော့ဖြစ်တာပေါ့နော်ဒါပေမဲ့ဖန်တီးမှုဘိုင်းနဲ့ပတ်သက်ပြီးတော့မတူညီတဲ့ဖန်တီးမှုဘိုင်းတွေကိုသူနည်းနည်းလေးသူ့ရဲ့ trend လေးကြီးရှိတဲ့အခါကျတော့ဒီ trend လေးနဲ့ကျွန်တော်တို့နဲ့ဒါ collab လုပ်တဲ့သဘောပါပဲ။ အဲဘယ်လိုခေါ်လဲဆိုတော့ဟွာပေါ့နော်အဓိကတော့ပျော်ရွှင်မှုကတော့ဟွာဟိုတယောက်နဲ့တယောက်အပေါ်မှာအများကြီးတက်ရောက်တာပေါ့နော်အာကိုရီးယားလည်းဘယ်လိုခေါ်လဲဆိုတော့ဒီလိုမျိုးအဲတယောက်ဆောင်လောကကိုစားရောက်တဲ့အချိန်လုံးတွေရလဲဒီအစ်စ်တွေရဲ့လက်တွဲခုမှုပုံမှာ PT ဖြစ်ရတယ်အဲ့ PT မျိုးလည်းဒီလူငယ်ဒါရိုက်တာတွေလူငယ်တယောက်ဆောင်တွေမှာလည်းရှိမယ်ဆိုတော့ဟိုသိတယ်လေအဲ့ဒါကတော့ဗာလဲဆိုတော့ကိုရဲ့အလုပ်ပုံမှာလည်းအားတကူသွားဖြစ်တယ်လို့ယုံကြည်မှုကိုလည်းပိုတိုးတိုးပွားစေတယ်ပေါ့နော်ပြီးတော့ပိုပြီးတော့စူးစမ်းကျင်တဲ့စိတ်ဖြစ်တယ်ပေါ့ အဲ့ခံစားမှုကတော့ပိုရမယ်နဲ့တူပါလေဗျာဟုတ်တယ်ပေါ့ကူလေသူအပြင်မှာစုံနေရတော့ဦးမျိုးတို့နဲ့အဲဟိုအာကျွန်တော်တို့ဒီ program တွေလုပ်တဲ့ဇက်စကားတွေဆွေးနွေးတဲ့အချိန်မျိုးတွေမှာဆိုလို့ရှိရင်တော့တွေ့တွေ့နေရပေါ့လေ shooting တွေမှာလည်းတွေ့တွေ့နေကြပါเนาะအာဆိုတော့ဘာဖြစ်ဖြစ်လေးအခုကိုယ်နဲ့အလုပ်တွဲလုပ်ရလာတဲ့အခြေအနေတခုရောက်လာအောင်သူရဲ့ကြိုးစားနိုင်စွမ်းကိုတော့ကျွန်တော်တို့က congratulation လို့ပဲပြောရမှာ အဲအဓိကတော့ဗျာဟိုဘယ်လိုပြောမလဲဆိုတော့ဒါလူငယ်တယောက်ပေါ့နော်အရှိမလဲကျွန်တော်တို့ကားတွေရိုက်ထားတယ်နောက်ပြီးကျိုးလဲကျိုးစားရယ်အဲနောက်တစ်ခုကကြတော့ဒီဖန်တီးမှုဘိုင်းနဲ့ပတ်သက်ပြီးတော့မတူညီတဲ့ဖန်တီးမှုဘိုင်းတွေကိုသူနည်းနည်းလေးသူ့ရဲ့ trend လေးကြီးရှိတဲ့အခါကြတော့အဲဒီ trend လေးနဲ့ကျွန်တော်တို့နဲ့ဒါ collab လုပ်တဲ့သဘောပါပဲကျွန်တော်တို့ဒီတေးဥဆောင်အဟောင်းနေနဲ့အဲကျွန်တော်တို့ဒီဒီဘယ်လိုပုံလဲ driver အစ်စ်တင်နေကျွန်တော်တို့ပေါင်းစည်းပြီးတော့လုပ်တဲ့အချိန်မှာပရိသတ်စီကိုမတူညီတဲ့ဟာလေး အဲထွက်လာပဲဆိုတော့ကျွန်တော်ယုံကြည်တယ်လို့အဲယုံကြည်မှုကကြတော့ဘယ်လိုခုံလဲဆိုတော့အဲဟိုဘယ်လိုခုံလဲသူ့ရဲ့ကြိုးစားအားထုတ်မှုအပြင်ကိုသူရှိမှရကူထားတဲ့ရုပ်ရှင်ဇာတ်ကားတွေရဲ့ဟိုယုံတင်တော့မဲ့ရုပ်ရှင်ဇာတ်ကားတွေအပေါ်မှာလည်းကျွန်တော်တို့ကပြန်ပြီးတော့ဝေဖန်သုံးသပ်မှုတွေရှိရပါတော့အဲ့ဒီအပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့ကဒီကားစီရိုက်တင်ရိုက်ထည့်တဲ့ဇာတ်လမ်းပြီးတော့အဲဒီမင်းဆက်ကဒီလိုဒီလို train လေးတွေကိုသူသွားတယ်ဆိုတော့ဒီ train လေးနဲ့ကျွန်တော်တို့ပူပေါင်းပြီးတော့အလုပ်လုပ်ကြမယ်ဆိုတဲ့စိတ်နဲ့လှုပ်ဖြစ်တာပေါ့နော် ါပေမဲ့ကျွန်တော်တို့အလုပ်လုပ်ကြည့်တဲ့အချိန်မှာပဲကျွန်တော်တို့ကပို့ပြီးတော့ပြောလို့ရမှာပေါ့အခုအချိန်လေးကတော့ preparation မှာတော့အကုန်လုံးအဆင်ပြေပါတယ်ဟုတ်ဟောစီးပုံမှာကတော့အများကြီးတော့လည်းမရှိပါဘူးကျွန်တော်တို့က pre မှာတော့ကျွန်တော်တို့ကတိုင်ပင်ဆွေးနွေးတာတွေလို့ရှိရပါတော့เนาะအဆင်းကတော့အကုန်လုံးကတော့ဒါဟိုအလုပ်လုပ်ကြတဲ့သဘောပါပဲဒါပေမဲ့အဲ့အဲ့ပုံမှာမှကိုကဟိုအတွေ့အကြုံရပြန်ပြီးတော့ဒီတချို့အလေးတွေလိုအပ်တဲ့အခက်အခဲရှိနေတာလေးတွေကိုဆွေးနွေးပြတဲ့သဘောလောက်ပါကျွန်တော်အခုလက်ရှိအချိန်မှာလူပညာကိုဟိုဖန်တီးခွင့်ရနေတဲ့လူပညာရှင်တယောက်အနေနဲ့လည်းဆရာသမားတွေရဲ့ အဲဒီဆိုမတန်တေစကားရဲ့အတူလူပညာရဲ့တန်ဖိုးအဲရုပ်ရှင်ရဲ့ဂုဏ်သိက္ခာကိုဟိုမြင့်တင်ပေးနိုင်တဲ့လူပညာတမားကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားဖို့လည်းအများကြီးစိတ်ကူးထားမိပါတယ်ကြိုးစားတော့ဖို့အတွက်ကိုလည်းဟိုကတိပေးခြင်းပါတယ်ခင်ဗျာလူငယ်တွေကိုလက်တွဲခေါ်တယ်ဆိုတာကတော့ကျွန်တော်တို့ကဒါလူငယ်တွေလက်တွဲခေါ်တယ်ဆိုတော့ဒါကတော့ဟိုပုံကိုရေးအမြင်ပုံစံမျိုးတော့ဖြစ်တာပေါ့နော်ဒါပေမဲ့ တကယ်ဒီထက်နည်းနည်းချေချေပြတ်ပြတ်စဉ်းစားရင်တော့လူပညာလောကမှာဟိုဟိုပေါ့နော်ဘယ်လိုခေါ်မလဲဒီထက်ပို့ပို့ပြီးတော့အလုံးလုံးနိုင်တဲ့လူတွေကိုအာလူပညာလောကဒီထက်ပို့ပြီးတော့တိုးတက်ဖို့ဒီထက်ပို့ပြီးတော့ဟောချီရှူအပ်ပေးတဲ့ပြည်သက်တွေအဲပေါ့နော်မတူညီတဲ့ခံစားမှုတွေဟိုပေါ့နော်လိုကောမလဲဆိုဒါရိုက်တာတယောက်နဲ့တယောက်လည်းမတူဘူးတင်ပြောင်းပုံစံမတူဘူးအမှုပညာဖန်တီးမှုတွေမတူဘူးအဲဖန်တီးမှုမတူမတူတဲ့အရာတွေကိုအဲအမှုပညာ ရတာပိုင်းကိုပြိတက်ကိုခံစားစေခြင်းနဲ့လူပညာလောကတစ်ချက်မှာတိုးတက်စေခြင်းနဲ့ရွေချက်ကြောင့်အလုတ်လုတ်တဲ့သဘောပါပဲ။ character twist တွေလို့ပါတာပေါ့နော်။ character twist တွေပါတယ်။အကြတချို့ပုံစံတွေကြတော့ကျွန်တော်တို့ကဟိုကားမပြခင်ပြောပြလို့မရတဲ့ character twist တွေလည်းရှိတယ်လို့ဟိုပြောပြလို့ရတဲ့အနေအထားလောက်ကိုပဲပြောရမယ်ဆိုလို့ရှိရင်တော့ဒီကားကကြတော့ဘယ်လိုခေါ်မလဲအိမ်ထောင်အိမ်ထောင်ခွေးနဲ့ကျွန်တော်နဲ့ကဒီ အဲပုံမှန်ဒီဟိုဘယ်လိုခေါ်မလဲဟိုဇက်ကိုကလေးဘွားကနေစတာမျိုးမဟုတ်ပဲねကျွန်တော်တို့ကလက်ရှိအချိန်မှာကျွန်တော်တို့ကဒီအဲအိမ်ထောင်ပြုပြီးသားအိမ်ထောင်ရေးတစ်ခုကိုတိဆောက်ထားပြီးသားဘွားကနေပြန်စတာပေါ့ပြန်စပြီးတော့မှအဲ့ဒီဟာရဲ့နောက်ဆက်တွဲမှာမတန်မရာတွေဘာတွေဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ကဒါဇက်ရဲ့ trace တွေပေါ့နော်နောက်ပြီးတော့ဇက်ရဲ့ presentation ပေါ့နော်ဆိုတော့ဇက်ကအကျေကြီးမဟုတ်ပေမဲ့ကြည့်ရတဲ့ခံစားမှုကကျွန်တော်တို့နည်းနည်းလေး dev site လေးတွေလည်းပါတဲ့အခါကျတော့လေဟိုပါပေါ့ဒီကားလေးကတော့ ID မိုင်းရရောနောက်ပြီးတော့ဇလန်းပုံစံရရောနည်းနည်းလေးပြိသက်အတွက်ဟိုခက်ပြင်းပြင်းခက်ရှာရှာလေးတွားမယ်ဇလန်းမျိုးပေါ့အဲ့လိုမျိုး